အာရခတ်တော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၄၈နှစ်မြောက်မွေးနေ့ကိုပြည်တွင်းပြည်ပရောက်ရခိုင်လူငယ်တွေကစုတောင်းစကားပြောဆိုနေကြပါတယ်။ မနက်ဖြန်မှာကြာရောက်မဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဟာဆိုရင်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ဒီမွေးနေ့အထိမ်အမှတ်အဖြစ်ရှေ့တန်းစစ်မြေပြင်တွေကနေပြည်ရင်းပြည်ပကပြည်သူတွေစီကစုတောင်းစကားတန်းတွေပြောဆိုနေကြပါတယ်။ စေတနာအာရခပြည်သူအကျိုးပြုစည်းကမ်းကမတ်မျိုးခင်ထေးကဗိုလ်ချုပ်အားအာရခပြည်သူတရက်လုံးအတွက်အလင်းတန်းကိုဆန်းဆောင်နိုင်တဲ့နေမင်းကြီးဆိုပြီးတင်စားခဲ့ပြီးအနာဂတ်ရည်မှန်းချက်များအောင်မြင်ပါစေကြောင်းဆုတောင်းခဲ့ပါတယ်။ Happy Birthday ပါဗိုလ်ချုပ်အဖပြည်ရဲ့အတွက်အာရခပြည်သူတရက်လုံးအတွက်အလုံးတန်းကိုဆန်းဆောင်နိုင်ပါတယ်။နေမုန်းကြီးဖိုက်ပါတယ်ဗိုလ်ချုပ် ဒီနေ့နဝမာလာခနိုင်ရနေ့မှာကြာတော့တဲ့လစ်စီခနိုင်နိုင်မွေးနေ့မှာသာကျမပါစီတက်ကြော်တာကြော်ရပါစီဘိုလ်ရှော့တမဲထားရရှမဲထားရလိုင်းစင်ဒီရီထားရအရာဒီအလုံးအောင်မောင်ပြိမာပါစီလို့ဆူတောင်းပိုက်တာပို့တာပါတယ်ဘိုလ်ရှော့အကြံရောဓမျိုးသားလုံးအတွက်ခိုင်မာတဲ့အမျိုးသားတွေလိုင်းစင်နဲ့ရှောင်းလိုက်နေတယ်ဘိုလ်ရှော့ ြိုင်မှာပါစီသူတပတ်လဲအောင်မှာအနှက်ပေါ်များစွာရန်ခွန်ပြောင်းနေခဲ့တဲ့အာရခပြည်သူလူထုတွေကိုရင်းထွေးမုန်တွေနဲ့အတို့ခလုံးခေါင်းတွေနဲ့အတို့အမှန်ဆုံးအကောင့်အထည်ဖွင့်နိုင်ပါစီရလို့ဆုတောင်းမိုက်တာပို့တတ်ပါတယ်ဘူးရှောဂျပန်နိုင်ငံကိုရောက်နေတဲ့ကိုတန်းရွှေမောင်ကလည်းရခိတလန်းစင်ကိုအလေးပေးဆုတောင်းခဲ့ပြီးခေတ်ပညာတွေနဲ့အသိပညာအသက်ပညာရှင်တွေကို ထုဆစ်မွေးထုတ်နိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေလို့မျှော်လင့်ချက်နဲ့ဆုတောင်းစကားပြောဆိုထားပါတယ်။ကာရဝဘာ ီနေ့အရခတ်တမျိုးသားလုံးရိအခေါ်ထိုက်ပါတော့အရကန်အမင်ခေါ်အရခတ်တတော်ကတမ်မှုရှုပ် ULA ပါတီအဖွဲ့ချုပ်အခုထထောင်းမြင့်နိုင်50ခန်းနဲ့မွေးနှမအရခတ်တမျိုးသားလုံးအိမက်ရဂီဒါလန်ဆိုင်အရလွတ်လပ်တော့တရားမြတ်သားတို့တုတ်တဲ့အောင်မန်တို့ခိုက်ပညာတတိနာအသိပညာအတတ်ပညာရှင်တိကိုသူစုံမွေးထောင်းနိုင်တော့ခေါင်းဆောင်တို့ခေါင်းဆောင်ကောင်းတယောက် ဖိတ်ပါစေလို့ကျွန်တော်ရန်တွင်းကစူတောင်းစကားနဲ့ဝင်းနေလက်ဆောင်ပြပ်ပါရီတမ်းမှုရှုပ်ကျမ်းမာပါစေဘိုးချုပ်ထွန်မြတ်နိုင်48နှစ်ပြည့်မွေးနေ့ကိုပြည်ရင်းပြပရောက်ရှိနေတဲ့ရခိုင်တမျိုးသားလုံးကိုစားစူတောင်းစကားတန်တွေကတချို့ကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ် ။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ1988ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာအဖဥရွှေမြအောင်အမိတော်မြတန်းတို့ကရခိုင်ပြည်စစ်တွေမြို့ဘောင်းတွတ်သားစုရက်ကွက်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်က2009ခုနှစ်ဧပြီ10ရက်နေ့မှာရဲဘော်26ရောင်နဲ့အာရခတပ်တော် ULAAA ကိုကချင်ပြည်နယ်မှာစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့အာရခတက်တော်ဟာရခိုင်ပြည်ကမြို့နယ်၁၄ခုနဲ့ချင်းပြည်နယ်ပလောဝမြို့ကိုလည်းတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီလဲဖြစ်ပါတယ်။